မင်္ဂလာပါရှင်ဗမာခေတ်တဲ့တွင်ဌာနမှာပြန်လဲကြိုးဆိုလိုက်ပါရရှင်ယခုအခါမှာတော့ထိုင်းနိုင်ငံအတွင်းသို့မြန်မာစစ်သား9ဦးထွက်ပြေးသွားသဖြင့်ဖမ်းဆီးပိတ်ရန်စစ်ကောင်စီကထိုင်းဘက်သို့ကြောင်းကြားဆိုတဲ့တွင်အပအဝင်နောက်ဆုံးရသတင်းများကိုအစီအခံတင်ဆက်ပေးပါမယ်ရှင် ကရင်ပြည်နယ်ကြာရင်စိတ်ကြီးမြို့နယ်ဖះအုံစုဘက်မှမြမဆက်သား၅ဦးထိုင်းနိုင်ငံဘက်သို့ထွက်ပြေးသွားသဖြင့်ဖမ်းဆီးရန်စစ်ကောင်စီကထိုင်းဘက်သို့အသည့်ပေးမှုများလှုံ့ဆော်နေသောထိုင်းမြန်မာနယ်စပ်ကန်ချနာဘူရီတရင်ရမြင့်ချိုကပြောဆိုသည်မြမစစ်ကောင်စီတပ်မှဆက်သား၅ဦးသည်ရခိုင်ရပိုင်းတွင်ဖះအုံစုဘက်မှတဆင့်ထိုင်းနိုင်ငံကန်ချနာဘူရီခိုင်ဘုံဒီကျေးရွာလမ်းကြောင်းမှတဆင့်ထိုင်းဘက်သို့ဝင်ရောက်သွားသဖြင့်ထိုင်းအာဏာပိုင်များကကျေးရွာများနှင့်ပြည်သူစစ်များကိုအသည့်ပေးထားကြောင်းသိရှိရသည်ထွက်ပြေးသွားသည့်မြမစစ်သားများ၏တပ်နှင့်စစ်သား ားမြိုက်ကိုရီးအချက်လက်များကိုအတိအကျထုတ်ပြန်ထားခြင်းမရှိပေမြန်မာစစ်သား9ဦးထပ်ပုံများကိုလည်းထိုင်းအာဏာပိုင်များကဇေယျာများနဲ့ပြည်သူစစ်များထံသို့ဖြန့်ဝေထားကြောင်းအဆိုပါတပ်ပုံပါမြန်မာစစ်သားများကိုတွေ့ရှိပါကအကြောင်းကြားပေးရန်ဆော်တိုက်တွန်းနေကြောင်းလက်ရှိတွင်ဖျားသုံးစုကချနာဘူရီလမ်းကြောင်းမှတစဉ်ထိုင်းနိုင်ငံအတွင်းသို့အလုံးရင်ပြစ်ဝင်ရောက်မှုများရှိနေကြောင်းထိုင်းမြန်မာနယ်စပ်သတင်းရင်းမြစ်တို့ကရှင်းပြသည်ဆလဘိတ်စကောင်စီကဒုတိယကြိမ်အပြည့်ရက်တဒံတူပြီးနောက် PNL ဌာနချုပ်ကိုလက်နက်ကြီးဖြင့်ပြစ်ခတ်ပြီးနောင်ချုံမြို့နယ်သို့လေကြောင်းဖြင့်ဘုံနှင့်အစိပ်ဘုံများကျဲချဆွေတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ရှင်။အကြံဘက်ဆက်ကောင်စီကဒုတိယအကြိမ်ပြည့်ရက်တတန်းတူပြီးနောက် PNL ဌာနချုပ်ကိုလက်နက်ကြီးဖြင့်ပြစ်ခတ်ခဲ့ရာပြည်သူများ၏နေအိမ်များထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း PNL သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူခွန်ရင်းရန်ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောကြားသည် ရှမန်နေဧပြီလ22ရက်နေ့နနက်7:00နာရီမှ7:00နာရီထိမြေတီတိုက်ပွဲမှာဖြစ်ပွားခြင်းမရှိသည့်အပြင်စည်ရေးလှုပ်ရှားခြင်းမရှိဘဲမောင်းမယ်မြို့နယ်လွယ်ချေကျေးရွာဖုန်ကြီးကျောင်းနှင့်နောင်ကျောကျေးရွာတွင်တပ်ဆွဲထားသောစစ်ကောင်စီနှင့်လောင်ခံ PNO ပြည်သူစစ်များက PNL ဌာနချုပ်ဧရိယာရှိကျေးရွာများနှင့်နောင်ထောင်ကျေးရွာတို့ဟောင်ဝဲစာလက်နက်ကြီးများဖြင့်စေချိန်တမနယ်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းထို့သောပြစ်ခတ်တိုက်ခိုက်မှုကြောင့်ပြည်သူလူထုနေအများထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်းသိရသည် ဖြစ်စဉ်ကတော့မနေ့ကဖြစ်တာပေါ့စက်ကောင်စီကသူတို့အပြစ်ခက်ရက်စဲထားတယ်လို့ညင်ညာထားတဲ့ရဲ့ရဲ့နောက်ဆုံးရင်ပြီးတော့လကုံအထိသူတို့ထပ်မံတဒန်တူရဲ့ရက်ပေါ့အဲ့ဒီရက်မှာပဲသူတို့ကကျွန်တော်တို့ဌာနချုပ်ရှိတဲ့နေရာကဈေးရွာတွေနောင်ထောင်ဈေးရွာတွေကို87မမတွေပြီးတော့ဟောင်းဝင်းစာလက်နေကြီးတွေတုံးပြီးတော့မှပြစ်ခတ်တိုက်ခိုက်တယ်အနည်းဆုံး10ချိန်မှပောက်ကွဲတာလည်းရှိတယ်မပောက်ကွဲတာလည်းရှိတယ်ပြည်သူလူတွေအိမ်တချို့ထိခိုက်တယ်လူထိခိုက်မှုတော့မရှိပါဘူး PNL တရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူခွန်ရရန်ကရန်ကုန်ခေတ်တဲ့တရင်ဌာန ားထံသို့ပြောကြားသည်ထို့သောပြစ်ခတ်ကြိုက်ခိုင်းမှုကြောင့်ပြည်သူလူထု၏နေအများထိခိုက်ပျက်စီးမှုရှိခဲ့ပြီးလူထိခိုက်မှုမရှိကြောင်းအကြံဖက်စစ်ကောင်စီကဧပြီလကုန်ထိအပြစ်ခတ်ရပ်ဆဲထားသည့်အကြေညာထားတော်လည်းပအိုးမြို့သားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL ၏ဌာနချုပ်ဧရိယာကိုလက်နက်ကြီးဖြင့်ပြစ်ခတ်တိုက်ခိုင်းနေကြောင်း၎င်းကထောက်ပြသည် ဒီလုံးရက်တွေကတေချာကြည်လိုက်ရင်စက်ကောင်စီကကျွန်တော်တို့ဒေတာမှာပဲမဟုတ်ဘူးတခြားဒေတာတွေမှာလည်းအပြည့်ရထားတွေဆိုပြီးမှဘုံနေကြတယ်ကလေးငယ်တွေကအစတေဆုံရတယ်ဆိုတဲ့ဟာတွေတွေ့ရတယ်ပေါ့နော်ဒီဟာကိုကြည်ကျင်းအားဖြင့်စက်ကောင်စီကငိမ့်ချမ်းမှုတည်ငြိမ်မှုကိုတကယ်လိုလားတာမဟုတ်ဘူးဆိုတာတွေးနေရတဲ့အနေအထားဖြစ်ပါတယ်မြင်းကလေးလှုပ်ပြီးနောက်တချို့ဒေတာတွေနဲ့ပဝိုးဒေတာမှာလူသေးတာတွေ အိမ်ပြူရာတွေလည်းရှိတော့ကျွန်တော်တို့တွေလည်းဆေးရဖို့ဆောင်မှုတွေဆေးရပြင်ဆင်မှုတွေမလုပ်ဘဲနဲ့ပြည်သူလူထုရဲ့ဒုက္ခတွေကိုစာနာတဲ့အနေနဲ့အပြစ်ရတာမျိုးတွေရှိပါတယ်။အဓိကတော့ထိုးစစ်မလုပ်ဘူးပေါ့။ဒါပေမဲ့စစ်ကောင်စီလည်းအဲ့လိုမျိုးကြီးညာထားတဲ့အထက်မှာကိုပဲကျွန်တော်တို့ကိုတိုက်ခိုက်လာတာပေါ့ဟု PNL တရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူခွန်ရရန်ကပြောဆိုသည်။ အစံဖက်စက်ကောင်စီကဧပြီလ23ရက်နေ့မှဧပြီလ30ရက်နေ့အထိဒုတိယကြိမ်9ရက်တာအပြစ်ခတ်ရက်စဲထားသည်ကိုကြေညာထားတော့လေပို့မျိုးတော်လွန်မြောက်ရေးဖွဲ့ချုပ် PNL ဌာနချုပ် area အားလက်နက်ကြီးဖြင့်ပြစ်ခတ်တိုက်ခိုင်းနေခြင်းဖြစ်သည်ရခိုင်ကလည်း PNL ဌာနချုပ် area တို့စစ်တပ်ကလက်နက်ကြီးများအပြင် Jet Fighter လေယာဉ်များဖြင့်တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်အလာဒူရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNL ကတင်ပိုက်ထားသောနောင်ချိုမျိုးနှင့်အုံမရီကျေးရွာကိုစစ်တပ်ကဧပြီလ22ရက်နေ့နနက်09:30အချိန် ချိန်14ရင်းဖြင့်ပုံကျဲချခဲ့ပြီးထို့သောပုံကျဲမှုကြောင့်နေအင်္ဂါလုံးထိမှန်ပြက်စီခဲ့ကြောင်း TNL သတင်းထုတ်ပြန်ချက်အရသိရှိရသည်ထို့သူဧပြီလ21ရက်နေ့ကလည်းနှောင်းချိုမြို့နယ်တောင်ခန်းရှိ900နှင့်တက်စကန်နေတိုက်ပွဲဖြစ်ပွားနေချိန်စကောင်းစီတက်ကလေရင်ဖြင့်စိတ်ငွေပုံ15လုံးလာရောက်ကျဲချခဲ့ကြောင်းအဆိုပါစိတ်ငွေပုံကြောင့် TNL တက်သားစေယူတန်ရန်ရရှိပြီး3ဦးမှတန်ရပြင်းထန်ကြောင်းအစိတ်ငွေရှူရှိုင်းမီသော TNL တက်သားများမှမူဝေခြင်းအသက်ရှူမြန်ဆန်ခြင်းမိမသာဖြစ်ခြင်းစိတ်လှုပ်ရှားမြန် ဆန်းခြင်း၊မောပန်းခြင်း၊အောက်ဆီဂျင်ကျကဝေဒနာခံစားရပြီးစိတ်ကူးသောမှုခံယူနေရကြောင်းသိရှိရသည်။စစ်ကောင်စီတပ်ကအပြစ်ရဲ့ကြေညာထားတော့လေတရနယ်လီအုပ်ချုပ်သောမြို့နယ်များကိုစစ်ရင်အားဖြည့်တင်းခြင်းထိုးစစ်ဆင်ခြင်းနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကိုလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်မှုများပြုလုပ်လျက်ရှိကြောင်းသိရှိရသည်။ဆလမီထိုင်းနိုင်ငံချင်းမိုင်းနှင့် KNU ထံသို့ပို့ဆောင်မည့် rifle တနက်၁၀လံ၊ဘုံပြစ်လောင်ချ၁၄လံနှင့်အတူခရဲမြောင်ဖန်စီရရှိဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ထိုင်းနိုင်ငံချင်းမိုင်မြို့ခလောင်ခွန်ဘရာတန်လမ်းပေါ်ရှိစစ်စေးရဲဂိတ်တွင်မြန်မာနိုင်ငံမှတိုင်းဒေသလက်နက်ကိုင်ဖွဲ့ဖြစ်သော KNU ထံပို့ဆောင်မည့်လက်နက်ခဲယမ်းများကိုဖမ်းဆီးရရှိကြောင်းရမန်နေထိုင်းသတင်းဌာနများကဖော်ပြသည်။ထိုင်းမြို့သားနှစ်ယောက်ကအနက်ရောင် Toyota ကားဖြင့်တနက်နေ့ကြီးစံများတည်ဆောင်လာခြင်းဖြစ်ပြီးဖမ်းဆီးခံရသူနှုတ်မှထိုင်းမြို့သားနှုတ်ဖြစ်ကြောင်း Rifle တနက်ဆယ်လက်ပုံပြလောင်ချ14လက်တို့ကိုခဲယမ်းများနှင့်အတူဖမ်းဆီးရရှိခဲ့သည်ဟုသိရှိရသည်။ ထိုင်းရဲတပ်ဖွဲ့ဆစ်ဆေးချက်အရထိုင်းမျိုးသားနှုတ်ကရင်းလက်နက်ခရဲမြောင် KNU တန်ပို့ဆောင်ရင်ဖြစ်ကြောင်းပို့ဆောင်ကအဖြစ်ဘက်ရှစ်ထောင်မှ9000တိရရှိကြောင်းယခုကဲ့သို့ပို့ဆောင်မှုမှာတတိယအကြိမ်မြောက်ပို့ဆောင်ပေးခြင်းဖြစ်ကြောင်းသိရှိရသည်ဆလဘီပေါ်တာဆွဲခံရသည့်စစ်မှုရန်တပ်သားတို့ KNDF တပ်လက်နက်နှင့်အတူဖက်ပြောင်းခုလုံးဆွဲတဲ့ငုံတင်ဆက်ပေးပါမယ်ရှင် စစ်မှုရန်အဖြစ်အထမဆူဆောင်းခံရသည့်စစ်မှုရန်တပ်သားနှုတ်လက်နက်နှင့်အတူဗက်ပြောင်းခိုးလုံလာကြောင်းကရင်နီအမျိုးသားများကော်ဝေးရတဲ့ KNDF ကဧပြီလ23ရက်နေ့တွင်တရင်ထုတ်ပြန်သည်ကရင်နီပြည်နယ်ဒီမော့ဆိုမြို့နယ်တွင်ရှိရှေရန်စစ်မြေပြင်သို့ပို့ဆောင်ခံရသည့်စစ်မှုရန်အပတ်စဉ်ခုနှစ်တင်းနန်းစင်တပ်သားနှုတ်သည်ဧပြီလ20ရက်နေ့တွင်ဗက်ပြောင်းခိုးလုံလာခြင်းဖြစ်သည်၎င်းတို့သည်ခလာရောက်ကိုတရင်မှတပ်သားနှုတ်ဖြစ်ပြီး MA1 နှင့် MA2 တလက်စီကိုယူဆောင်ကဗက်ပြောင်းခိုးလုံလာခြင်းဖြစ်သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည် လက်ရှိတွင်၎င်းတို့နှုတ်ကိုစုချင်းငွေများပေးရပြီးလုံခြုံစွာစောင့်ရှောက်ထားသည်ဟုဆိုသည်စစ်ကောင်စီသည်အင်အားချင်းနယ်လာမှုနှင့်အတူအကြိမ်အဓမ္မစစ်သားစုစားမှုများထပ်တိုးလှုပ်ဆောင်လာမှုများကြောင့်မိဘပြည်သူများအထူးသတိထား၍သွာလာကြရန်နှင့်အတင်းကျပ်ခေါ်ဆောင်ခံရပါကနီးစက်ရတွန့်လင်းအဖွဲ့အစည်းများ၏ဆက်သွယ်ရန်အချက်လက်များမှတ်သားထား၍ဆက်သွယ်ကြရန် KNY မျိုးသားများကောင်ရေးတပ် KNDF ကတိုက်တွန်းထားသည် ရှခုဆလာဘိစစ်တပ်ကမြန်မာပြည်သူတွေအပေါ်စံပန်မှုတွေချက်ချင်းရပ်တန့်မှုအမေရိကန်ထက်မှန်တောင်းဆိုဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။အာနာဒိစစ်တပ်ကမြန်မာပြည်သူတွေအပေါ်စံပန်မှုတွေချက်ချင်းရပ်တန့်မှုအမေရိကန်အကြီးအကဲရရှိသူကထက်မှန်ပြောဆိုလိုက်ပါတယ်။ ကမ်ဘောဒီးယားနိုင်ငံမှာဧပြီလ22ရက်ကကျင်းပခဲ့တဲ့38ကျင်းမြောက် American ASEAN ဆွေးနွေးပွဲမှာ American ပြည်ထောင်စုအရှေ့အာရှနဲ့ပစိဖိတ်အရေးယာဘျူရိုအကြီးတန်းအရာရှိ OLNE ကမြန်မာစစ်ကောင်စီအနေနဲ့ကိုယ်ပြည်သူတွေပေါ်အကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်မှုမတရားဖမ်းဆီးခံရရသူများကိုလွှတ်ပေးဖို့နဲ့လူသားချင်းစာနာမှုလိုအပ်နေသူတွေစီအဟံတာမရှိအကူအညီပေးနိုင်ဖို့တောင်းဆိုခဲ့ပါတယ်။ဒါပြင် American ပြည်ထောင်စုဟာ ASEAN သဘောတူညီချက်၅ရက်နဲ့ညီမြန်မာနိုင်ငံ Democracy စင်စစ်လမ်းကြောင်းပေါ်ရောက်ရှိဖို့ ASEAN နဲ့ ကပ်ပူးပေါင်းဆောင်ရွက်နေတယ်လို့အကြီးတန်းအရာရှိအိုလ်နေကအလေးပေးပြောကြားပါရယ်။နောက်ပြီးမတ်လ28ရက်လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းကြောင့်မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတို့မှာအသက်ဆုံးပါခဲ့ရသူများအတွက်ဝမ်းနည်းကြောင်းပြောကြားခဲ့ပြီးအမေရိကန်ပြည်အောင်စုအနေနဲ့ရှေ့လာမဲ့ပြည်လည်ထူထောင်ရေးရရှိကာလအတွင်းမှာလည်းလူသားချင်းစာနာမှုဆိုင်ရာကြိုးပမ်းမှုတွေကိုပံ့ပိုးကူညီဖို့ဆက်လက်လှုံ့ဆော်တော်မယ်လို့အိုလ်နေကပြောဆိုခဲ့ပါရယ်။ အဲ့ဒီအမေရိကန်အာဆီယံဆွေးနွေးပွဲကိုစကောက်စီရဲ့အမြဲတမ်းတွင်းဝန်တက်ရောက်ခဲ့ပြီးအာဆီယံနဲ့အမေရိကန်နိုင်ငံတို့ဖြစ်ပေါ်တိုးတက်မှုတွေအပေါ်ဝင်ဒေတာရင်းနဲ့နိုင်ငံတကာရေးရာကိစ္စရပ်တွေအာဆီယံအမေရိကန်ဘတ်ဆုံမဟာဗျူဟာမြောက်မိဖက်ဆက်ဆံရေးကိုအကောင့်ထဲပေါ်တဲ့လုပ်ငန်းအစီအစဉ်နဲ့ဆောင်ရွက်ချက်တွေအာဆီယံအမေရိကန်ဘတ်ဆုံမဟာဗျူဟာမြောက်ဆက်ဆံရေးဆိုင်ရာဆောင်ရွက်ချက်တွေကိုဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာတော့စစ်တပ်ကပြည်သူလူထုအပေါ်စံဖတ်မှုတွေကိုရပ်တန့်မှုအမေရိကန်ကတောင်းဆိုထားတဲ့အ အချက်တွေကိုတော့ထည့်သွင်းတော့မတွေ့ရပါဘူး။ရခိုဆက်လက်ပြီးမြမငလင်းပေးအတွက်ဂျာမနီကဒေါ်လာ2တန်ခွဲထပ်မံကူညီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မြန်မာငလျင်ပေအတွက်လူသားချင်းစာနာမှုဆိုင်ရာအကူအညီဖြင့် American Dollar 1.5တန်ထပ်မံပေးရမယ်လို့မြန်မာနိုင်ငံဂျာမနီတန်ယုံကထုတ်ပြန်ပါတယ်။ဒီထဲကဒေါ်လာတန်ကိုမြန်မာနိုင်ငံဆိုင်ရာလူသားချင်းစာနာထောက်ထားမှုရန်ပုံငွေ MHF ကို PF မှာဖြစ်ပြီးစံနဲ့1.5တန်ကိုပြည်ရင်းနဲ့နိုင်ငံတကာအစိုးရမဟုတ်တဲ့မိဘအဖွဲ့အစည်းတွေကတစင်ပေးရမယ်လို့ဆိုပါတယ်။ ဂျာမနီနိုင်ငံဟာ2025ခုနှစ်မှာမြန်မာနိုင်ငံအတွက်ကနအူအကူအညီအမေရိကန်ဒေါ်လာ10သန်းပေးရခဲ့ပါတယ်။ဒီထဲက9ဒသမ5သန်းကို MHF ကိုတိုက်ရိုက်ပေးရထားပြီးကမ္ဘာကုလသမဂ္ဂအရေးပေါ်တုံ့ပြန်ရေးညာ UN Central Emergency Relief Fund CERF ကိုလည်းပေးရထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ဂျာမနီနိုင်ငံအနေနဲ့ငလင်အပြင်မြန်မာနိုင်ငံတွင်လူသားချင်းစာနာထောက်ထားရေးတွေကိုကာလရှည်ကြာဆက်လက်ကူညီသွားမယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။